ေးဇူးတော်ရှင်တိပိဋကရောစေတော်ကြီးတိပိဋကဓမ္မလက်ဆောင်26အာဆိုတဲ့စာအုပ်မှာတရားလင်္ကာဓမ္မကဗျာများမြဝေပူဇော်ပြီးမှဖြစ်ပါတယ်တတိပညာဣနဖြာ လူမာတယောက်အာခန္ဒီမေတ္တာဣနဖြာ လူမာစုပေါင်းအာတယောက်ကောင်းမှပေါင်း၍ရာ တက်ကြွလူစွမ်းအာ စိတ်ကိုအာတွင်တရားမင်းချက်ချင်းသတိထားအစိုးကိုနိုင် အကောင်းပိုင်ကြန့်ခိုင်လွန်ထူးချောင်းလူအာဒီတကိုရီတယောက်အားစူပေါင်းအဟူ၍နှမျိုးရှိသည်တရင်းဉာဏ်ပညာသည်တကိုရီတယောက်အားဖြစ်၍ခန္ဒီနှင့်မေတ္တာသည်စူပေါင်းအားဖြစ်သည်ဒုတိယဤအားကောင်းမှစူပေါင်းအားဖော်ထုတ်၍ဖြစ်နိုင်သည်နှစ်ယောက်ပေါင်းမိလင်းအာနစတက်လာမည် မြောင်များစွာပေါင်းပြီးလင်ပို၍အာတိုအာတိုများပြားလာမည်တကိုရေအမရှိပဲစူပေါင်းလိုက်လင်အမတဲပဲအပြည့်သွားတတ်သည်တကိုရေအဖော်တို့ရ၌တစ်ပစ္စည်းဖြင့်အာယူခြင်းနှစ်လောကအတတ်ပညာဖြင့်အာယူခြင်းသုံးတရားဖြင့်အာယူခြင်းအပြင်သုံးမျိုးရှိနိုင်ဟုဆိုနိုင်၏ပစ္စည်းဖြင့်အာယူရခြင်းသည်မခိုင်းသည့်ကောင်ရိုးကိုကြိုးကျင့်၍လွန်ဆွဲရသည်နှင့်အတူသည် ရှားရှိအဆွဲမကံမမျော်လင့်ပဲကျိုးပြက်၍ရုပ်ပြက်ဆင်းပြက်လဲကြသွားတတ်သည်ထိုမြတ်ဓမ္မကပစ္စည်းသည်ပင်လေရည်ချင်းတူသည်ပင်လေရည်အလွန်များတော်လဲသူချီးတသက်များသည်မဟုတ်ရေနှင့်အညီအမျှစားပါဝင်သည်ရေရှိသလောက်စားရှိသည်ထို့ကြောင့်ငံလုံး၍တောက်သုံးမဖြစ်ပင်လေတဲ့သင်္ဘောဖြင့်သွားလင်တောက်သုံးရန်ရေချိုးရေကောင်းကိုတိချယူသွားရသည်ပစ္စည်းလဲသူချီးတသက်လာသည်မဟုတ် ပစ္စည်းရှိသလောက်စားနေတူးသည့်အပူစင်းရဲ့ဘေးရန်များတွဲပါလာသည်ရှိသလောက်ပူရတတ်သည်ရေချိုးရေကောင်းနေတူးသည့်တရားရေကို ယူနိုင်မှနှလုံးစိတ်ဝမ်းအေးချမ်းစွာတောင်းတုံးရမည်ဖြစ်သည်ထိုမှတဘာပစ္စည်းသည်ဧည့်သည်များဧည့်သည်များသာဖြစ်သည်အိမ်၌အမြဲနေရန်ရောက်လာသည်မဟုတ်ခဏနေပြီးမကြမီပြန်သွားကြမည်ဖြစ်သည်ပစ္စည်းရလာလျင်ရောက်လာသည့်ဧည့်စင်းကိုမှတ်နေခြင်းဖြစ်၍ပစ္စည်းကုန်သွားလျင် ပြန်သွားသည့်အဲစင်းကိုမှတ်နေခြင်းဖြစ်သည်ကိုပိုင်တရားအာမကြံပဲအဲစင်းမှတ်ရုံဖြင့်လူဘဝသည်ဘာမျှအတိတ်ပင်မရှိ လူစွမ်းအမပြည့်လျင်လူဖြစ်ကျိုးမနံပစ္စည်းသည်တကယ်အားအစင်များမဟုတ်သည်တရိညာကင်းလျင် အားပြတ်တတ်၍တရိညာရှိမှအားဖြစ်ကြရမည်ပစ္စည်းသည် တရားအား၏ကုန်ချမ်းသာဖြစ်သည်ဒိဋ္ဌိတရားမျှမကင်းနိုင်သည့်လူအဖို့များလည်းဖြစ်သည် အဖို့ဆိုလျင်အားရှိမှကောင်းမည် လောကတပညာသည်လောကနောက်သို့လိုက်သွားယုံသာဆွမ်းနိုင်သည်လောကကိုအနံယူနိုင်သည့်ဤလမ်းမဟုလောကအောက်ကသာနေရမည်လောကအနံကျင့်သည်ကိုခံရမည်ထို့ကြောင့်လူအားအစစ်မဟုတ်သည်ပစ္စည်းဟူသောလောကရှိနေအတပညာဟူသောလောကအသည့်သည်လူချေတော်မြတ်သာဖြစ်သည်လောကအောက်ကသာသွားရမည်ပစ္စည်းပေါ်များပါလျက်လောကအတပညာတစ်ဖက်ကံခတ်တက်မြောက်ထားပါလျက်မဆုံးနိုင်သည့်လူမှုဒုက္ခ ပြည်နာများဖြင့်ပူလောင်ရှုံထွေးနေရသူတွေဒုနဲ့ဒီမှများစွာရှိနေသည်တရားသည် လူတောင်ပန်ဖြစ်သည်တရားသည်လူအတောင်ပန်ဖြစ်သည်တရားဖြင့်အာယူနိုင်မှလောကအပေါ်လွှမ်းမိုးနိုင်မည်လောကပရိဒေဝအစသည့်လူလူအပူမျိုးစုံကိုလွှမ်းမိုး၍ပြန်သန်းနိုင်သည်မှတ်သည်ခြေတော်ကိုသွာလာလှူရှားနာနေဖို့အခိုက်တန့်သာသုံးသည်အကြီးကျုံလာလျင်တောင်ပန်ကို အားကိုးသည်နောက်မှ ကဲရောစသည်ဖြင့်ပြလိုက်ခလာလျင်တောင်မန်ကိုအပြူပြန်တန်းဆောင်တင်းသည်ဘေးရန်လိုက်လာတော့လဲမမီပဲဘေးရန်လွတ်သွားသည်အဝေးကိုသွားလိုလျင်လဲတောင်မန်ကိုပင်အပြူပြန်ပြန်သည်တောင်မန်ဖြင့်ပြန်လိုလျင်ခြေတော်ဖြင့်အာယူရပြီနီလူဒီပစ္စည်းနှင့်အတတ်ပညာခြေတော်ရှိတော်လဲတရားတောင်မန်ဖြင့်ပြန်တန်းမှဘေးရန်စင်ရဲ့အပူမျိုးစုံကင်းလို့နိုင်မီအရှိကလူကိုနိုင်လျင်လူဒုက္ခရောက်မီ လူကအရှိကိုနိုင်မှ လူချမ်းသာမည်တရားသည့်သတိရှိနေမှလည်းကိုအရှိကိုကိုနိုင်မည်အရှိအလုံးကိုအာအဖြစ်ပြောင်းလဲနိုင်ယူနိုင်ရန်အချိန်အာယုံစိတ်ကိုထင်းထင်းအသုံးချပေးနိုင်သည့်သတိအားကိုအထုလိုအပ်သည်သတိမရှိလျင်အပြည့်၍သတိရှိမှအာတက်သည်သတိလွတ်လျင်ဘဝနာသည်သတိကပ်ပြီးမှဘဝနာပေါ်နာသည်သတိလွတ်လျင် ရောဂီရာဂောရောဂီအနာသည်ကြီးအထင်းရှိသည့်စိတ်နှင့်အစီအစဉ်ကဲမဲ့သည့်အာယုံများဒေါန်းဒေါန်းဝန်ဆောက်တိုက်ခိုက်မိ၍ကိုရောစိတ်ပါ နာတတ်နေသည်မတော်တဆအတိခိုက်တွေကြောင့်လည်းနာရတော့နာရပြန်သည်တတိကပ်ပြီးတော့ယောဂီရပလက်ယောဂီစွမ်းအားပိုင်ရှင်ကြီးဘဝနာနှင့်ယောဂီဘဝနာနှင့်ယောဂီအတူတူပင်ဖြစ်သည်တတိရှိနေလျင်အသုံးချဉာဏ်လေးပေါ်လာသည် လောကတတ်ပညာသည်တင်ညာဝိတက်ကိုအရင်ခံ၍ဘဝအသုံးချတရားဆိုင်ရာဉာဏ်ပညာသည်တတိတမာတိကို အခြေခံအင်အားယူသည်တနည်းအားဖြင့်သာတိပညာသည်တင်ညာဝိတက်ကိုအရင်ခံသည်ကျင့်တိပညာသည်တတိတမာတိကို အခြေခံသည်စုပေါင်းအားကိုခန္ဒီနှင့်မေတ္တာကဖန်တီးပေသည်ဒီကံကွလွန်မှုအားနေလင်မေတ္တာအားဖော်ထုတ်ဖို့မလွယ် ဥပေက္ခာအာနာအာနေလင်လေမေတ္တာမစင်ကြေတယ်ဆွေမျိုးမိတ်ဆွေတစိမ်းမြည်သူနဲ့အတူနေရနေရခန္ဒီဥပေက္ခာမွမ်းထုံသည့်မေတ္တာဖြင့်လွမ်းခြုံထနိုင်မှစူပေါင်းအားကိုရနိုင်မည်တရိညာဥဆောင်မှလည်းစူပေါင်းအားစစ်ဆက်သေးချမည်အများနှင့်စူပေါင်းနေရင်ရင်ကောင်းလို့မရှုပ်ထွေးမညစ်ညမ်းစီရာ ပြာကောင်လိုဖွဲ့စည်းပုံစနစ်ဖြင့်ဖြောင့်မန်စွာစုပေါင်းတတ်ရမည်။ကရောစေတော်ကြီးတိရဓမ္မလက်ဆောင်26အားဆိုတဲ့တရားလင်္ကာဓမ္မကဗျာအကြောင်းအရာများကို ကိုစီကိုငါနာယူမှတ်သားသိမြင်ကြပြီ။တရားအားစုပေါင်းအားကိုရယူကျင့်သုံးနိုင်ပါသည်။